လေးရှားတော်ရင်ရေတမ်းမှာတက်သား9ဟာ58နာရီကြာကြာပျောက်ဆုံးနေခဲ့ပြီးတဲ့နောက်မှာတော့ကူအန်တန်မြို့အရှိဘတ်ရေမိုင်90အကွာမှာဖြတ်တန်းသွားတဲ့ကုတ်တေသမော့တစီကတွေ့ရှိခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါရယ်။အရာရှိတအူးနဲ့တက်သား10ဦးပါဝင်တဲ့အဖွဲ့ကိုသူတို့ရဲ့မိခင်သမော့ကြီးနဲ့နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့နေရာမှာရေမိုင်90အကွာလောက်မှာကုတ်တေသမော့ကတွေ့ရှိခဲ့တာဖြစ်ပါရယ်။ ကုတ်တင်သင်းမော်ဟာရေတပ်အဖွဲ့ဝင်တွေပါတဲ့ဆက်လီငယ်ကိုညနေ၄နာရီလောက်မှာတွေ့ရှိခဲ့ပြီးသူတို့ရဲ့ကိုယ်စားလှယ်စီကိုအကြောင်းကြားခဲ့ပါတယ်။အဲ့ဒီကိုယ်စားလှယ်ကလည်းရေတပ်ကိုဆက်လက်အကြောင်းကြားခဲ့ပြီးရေတပ်ကလည်းကင်းလက်လေရင်တစီကိုဆင်လုခဲ့ကအတီးပြုချက်ရယူခဲ့ပါတယ်လို့မလေးရှားတော်ဝင်ရေတပ်အကြီးကပြောပါတယ်။ဆက်လီငယ်ကိုငါးဘန်းသင်းမော်နှစ်ဆင်းကဆွဲလာကြောင်းအတီးပြုချက်ရရှိပြီးတဲ့နောက်မှာရေတပ်သင်းမော်တစီကိုဆင်လုခဲ့တယ်လို့သူကဆက်ပြောခဲ့ပါတယ်။ ဆက်လီငယ်နဲ့အဆက်အသွယ်လုပ်လို့မရခဲ့တာကြောင့်တပ်သားတွေရဲ့အခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိပေမဲ့ကောင်းမွန်စွာလေ့ကျင့်ထားသူတွေဖြစ်တဲ့အတွက်အခြေအနေကောင်းမွန်နေမှာတည်ကြကြောင်းတာဝန်ရှိသူတွေကပြောခဲ့ပါတယ်။ရေတပ်အကြီးအကဲကငါးဖန်သမားများအဖွဲ့နဲ့ကုန်တင်သမော့တို့ကိုကျေးဇူးတင်ကြောင်းပြောဆိုခဲ့တယ်လို့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်အကူအညီတောင်းခံခဲ့တဲ့အင်ဒိုနီးရှား၊စင်ကာပူ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေကိုလည်းကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ တသားကိုဗားရီဆက်လင်းငယ်ဟာမိခင်တမောအ мян တိုက်ခိုက်ရေးတမော KT ပါဒနာနဲ့ကင်းလက်နေခဲ့တာဖြစ်ပါတယ်ဆက်လင်းငယ်ဟာမလေးရှားရေပိုင်နယ်ထက်ကိုဝင်ရောက်ပြီးငါးခိုးဖမ်းတဲ့နိုင်ငံသားငါးဖမ်းတမောရီနောက်ကိုလိုက်လံဖမ်းဆင်းနေအဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်ပါတယ်အစအတွက်ပြတ်တောက်သွားပြီးတဲ့နောက်မှာရေတက်တင်မောစေစီရေတက်လင်ရင်90လို့နဲ့ရှာဖွေကယ်ဆယ်လုံဆောင်ခဲ့တယ်လို့မလေးရှားရေတက်ကပြောခဲ့ပြီးငါးဘန်တင်မောတွေကုန်တင်တင်မောတွေနဲ့ဒေသတွင်နိုင်ငံတွေကိုပါအကူအညီတောင်းခံခဲ့တယ်လို့သိရပါဗျ။